တောက်ချာနေပွေးသူအနုံမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတော်တွင်းကာလတွေမှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်ရှင်းမှန်းချက်သစ်တွေကိုစောင့်ရွက်နိုင်နေမယ်ရပ်တန့်ထားတဲ့လူတွေကိုပြန်လည်စတင်နိုင်တယ်အပြိုင်ဆိုင်နေကြတဲ့အတိုးတက်မှုကိုဖန်ပြရယူနိုင်တဲ့ကံကြမ္မာရှိတယ် ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးဆောင်ရွက်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်။ကိုယ်ပိုင်ရည်တည်ချက်နဲ့ဆုံးဖြတ်ချက်ချမှတ်ပြီးလုပ်တဲ့ကိစ္စရဲ့အကျိုးဆက်ကောင်းကိုရရှိမယ်။ဘီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်။နောက်ဆက်နေ့နေ့မှာပြဿနာဟောင်းတွေကိုပြန်လည်ဖြေရှင်းပြီးရပိုင်ခွင့်တွေပြန်လည်ရနိုင်တယ်။နောက်ဆက်3ရက်နေ့ကအရာရာကောင်းခြင်းစင်ပြေခြင်းနဲ့ကံမြတ်ခြင်းရဲ့နှစ်သာရရှိတယ်။နောက်ဆက်4ရက်နေ့ကမိတ်ဆွေကြီးကလေးထံကကူညီရတဲ့နေမျိုးစားဖြစ်တယ်။25ရက်နေ့မှာပေါ်ပေါက်လာတဲ့အချမ်းစီတွေကိုလက်တွေ့သုံးချပါတူတူကြကြဆင်ပြေလိမ့်မယ် အရန်ဝင်းနဲ့ဆက်ဆက်တွေလည်းကျူးပြီး26ရက်နေ့မှာရန်တိုက်ခံသိမ့်များတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ပြတ်တတ်တဲ့29ရက်နေ့မှာအခက်ခဲတွေထိုးပေါက်ပြီးတော့ရှေတိုးလောကန်ရံအတွက်ကောင်းတဲ့ရက်တစ်ခုဖြစ်တယ်28ရက်နေ့မှာအဟောင်းတွေပြန်လဲစတင်နိုင်တယ်နာယီကိစ္စပေါ်လိမ့်မယ်လိုက်လံကူညီပေးလိုက်ပါ29ရက်နေ့ဟာထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရဲ့နှစ်သာရတွေရှိမယ်30ရက်နေ့မှာစီမံထားခြင်းမရှိဘဲပေါ်လာတဲ့ခွင့်ရေးအဆင်ပြေမယ် အဲ့ဒီမှာဖိဆာတစောင်ရမယ်မင်္ဂလာဆောင်ဖိဆာရတယ်မင်္ဂလာဆောင်သွားပြောင်းသွားတယ်ပါထူကြလိမ့်မယ်30တင်းဒီမှာအတိုက်ခံတဲ့အနှောင့်အယှက်တွေကြားတဲ့ထိုးပေါက်ပြီးကိုယ့်ရဲ့လမ်းကြောင်းကိုရှေ့တိုးလုကင်နိုင်တဲ့နေထားကောင်းတွေဂျုံနေမယ်ဒီကာလအတွင်းမှာတင်းငွေတွေတောက်ကြစနေမွေးသူတွေအကျိုးပေးပြီးတော့တင်းလာကြာသာပြီးဒုက္ခပေးတတ်တယ်နှစ်ခုကိုကနန်းတွေအကျိုးပေးတယ်အစိမ့်ရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်29ရက်နေ့မေလမှာခေါင်းဆေးခေါင်းဆော်ပြုတ်လိုက်ပါ ထူးခြားတဲ့အနာဂတ်ကောင်းကိုရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်